မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်နေ့ဒီပြည်ရဲ့ပြည်ရီပါတရီများကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။နှဲရေကံပြူဟာကုန်းအနေရှိခုံကြီးကျွရွာမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကပြူဟာကုန်းကိုအင်အားဖြည့်တင်းနေရဆိုတဲ့သတင်းကိုသတင်းတောင်းနိုင်ငံကပေးပို့လာတာဖြစ်ပြီးဥထုံးအားတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေတိုင်းအမ်ဘရန်လမ်းပိုင်းရှိနှဲရေကံ လေကြောင်းရံကာကွယ်ရေးစခန်းပြူဟာကုန်းနဲ့လေးမိုင်အကွာက ဂုံကြီးကျေးရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်နဲ့အာရခတ်တပ်တော် AA ပူးပေါင်းမဟာမိတ်တပ်တို့တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတယ်လို့စီရီသတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရခတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေဟာအေဂံပြူဟာဂုံကိုအပြစ်သက်သိမ့်ပိုက်ထိန်းချုပ်နိုင်မှုအတွက်လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်ကလည်းနေဂံပြူဟာဂုံမကြရေးအတွက်ဗရန်တက်နယ်အတွင်းကဆင့်အင်အားဖြစ်တင်းမှုတွေအဆက်မပြတ်ပြုလုပ်နေတယ်လို့လည်းသိရပါတယ် လက်ရှိမှာတော့အရက်ခတ်တက်တော် AA နဲ့ပူပေါင်းမဟာမိတ်တက်တွေတင်ပိုက်ထားတဲ့နိုင်ငံဗျူဟာဂုံးရဲ့ရှေ့ဘက်ကဘုံကြီးကျေးရွာနီးရှိအမ်ဘရန်လန်တစ်ပေါ်မှာစစ်ကောင်စီတက်တဲ့တိုက်ပွဲဖြစ်ပွားနေကြတယ်လို့ CDN ဘိုးကြီးစင်ရောက BBN ကိုပြောပါတယ်အဲဟုတ်ကဲ့လက်ရှိကတော့အဲ့ဒီဘက်မှာလဲရာသီဥတုစိုးနေတယ်ပေါ့နော်ရာသီဥတုစိုးနေတယ်အဲ့တော့တောင်ပေါ်မှာတော့နိုင်ငံတောင်ပေါ်မှာတော့အဲတိုက်ပွဲမဖြစ်တော့ဘူးပေါ့နော်ဒီမှာဒါပေမဲ့အောက်ခြေမှာတော့ ဒီဂုံကြီးပဲပေါ့เนาะဂုံကြီးဆိုတော့ကျွန်တော်တို့လမ်းသစ်ပေါ့အဲလမ်းသစ်ဘက်မှာတော့ထိတွေ့မှုတွေရှိနေတယ်လို့တော့ပြောတယ်ဒါပေမဲ့လမ်းဟောင်းကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အခေါက်ကတော့ပြီးခဲ့တဲ့ရက်ထဲမှာပဲစားခါခဲရန်နဲ့အင်အားပြန်ဖြည့်နေတာတော့တွေ့ရတယ်စည်ရင်တန်းနဲ့ပေါ့เนาะဟုတ်ကဲ့အမရန်လမ်းမိုက်မှာတခုတည်းကြံနေတဲ့နိုင်ရီကန်စကန်ကုန်းဗျူဟာကစစ်ကောင်စီတပ်ကရတဲ့နီးတွေနဲ့ထိန်းချုပ်ထားမှဖြစ်ပြီးပူပေါင်းမဟာမိတ်တပ်တွေကလည်း င်အားစုဖွဲ့ကယူဟာကုန်းကိုတိုက်ခိုက်မယ်ဆိုပါကလည်းဒီနှစ်ကုန်ဒီအထိတိုက်ခိုက်ရမယ့်အနေအထားမျိုးဖြစ်တယ်လို့စီရေးလေလာသူတွေက သုံးသပ်ကြပါတယ်။အရက်ခတ်တော်အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာနိုင်ရကန်ယူဟာကုန်းကစခန်းတချို့တဝက်လောက်ကိုသိမ်းပိုက်လိုက်ပြီးနောက်ကပ္ပစ၁၄စက်ရုံနဲ့၆မိုင်အကွာကအဗရန်လမ်းဆောင်မှာရှိတဲ့ကျင်းဝစစ်စင်ရေးဂိတ်နဲ့တာယာကုန်းကျေးရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်ဟာဂါဂင်းစကန်တွေအများပြားဆောက်လုပ်နေတယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ စစ်ကောင်စီရအဆိုပါကာကင်းစခန်းတွေနဲ့ဗရန်တန်းနယ်တွင်းကနေစင်ရင်တန်းတွေနဲ့အမ်ဘရန်လန်ဟောင်းကစင်အားတွေဖြစ်တင်းနေပြီမဲ့လေအရခတ်တတော်အေအေနဲ့ဘူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်စစ်ကောင်စီရနယ်ရေကန်ဗျူဟာဂုံးကို၄ချောင်းတခုတည်းသာစင်အင်အားတွေစားနဲ့ရိတ်ခါတွေပို့ဆောင်ပေးနေရတာဖြစ်တယ်လို့လည်းအေအေနဲ့နီးစပ်တဲ့စီးရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။နယ်ရေကန်ဗျူဟာကောင်းနေပတ်စားတွေလင်းဝင်တာတွေထွက်ပြေးရရှိပါတယ်။အဲ့ဒါကိုလည်းတပ်ဖွဲ့တွေကလိုက်ရှာနေကြတာလည်းရှိပါတယ်။ စစ်ကောင်စီရဲ့မိဘင်အင်အားကတော့ဘီဝါကုန်းကိုရောက်တာနေပါတယ်။သူတို့ကလေကြောင်းကိုအဓိကအားကိုးပြီးတော့အင်အားဖြည့်တာဟိတ်ကချလောက်ပဲရှိတယ်။အဗရန်လမ်းမိုင်းရှိနေရီကန်ဘီဝါကုန်းစခန်းကိုအရခတ်တက်တော့အေးအေးချင်းကာကွယ်ရေးတက်နဲ့ရှူချင်းကာကွယ်ရေးတက်မကွေးတန်းခြေဆိုင် PDF တရင်တွေကြောင်းသားလယုံတက်တော့ SAF ပြည်သူလွတ်လပ်ရေးတက်တော့ PIA လူလူတော်လန်ရေးမဟာမိတ်အင်အားစု PRA မကွေးတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ် အေဂန်ဘီဟွာကုန်းကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းချိုရှင်းတပ်ဖွဲ့က CDF အချို့ကကြားဖြတ်တိုက်ခိုက်ကြတာရှိနေပြီးတော့ပြီးခဲ့တဲ့နှစ်လတာကာလအတွင်းမှာလည်းစစ်ကောင်စီတပ်ရဲ့မတရားသဖြင့်စစ်မှုထမ်းစုဆောင်းခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ပြည်သူစစ်မှုထမ်းပါစ26ဦးကိုလည်းအရှင်ဖမ်းဆီးရမရှိခဲ့တယ်လို့ CDF အချို့ကပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးကောင်းမြို့နယ်မှာចောင်းသားလူငယ်တွေကအစား မူးယစ်ဆေးဝါးကိုလမ်းမပေါ်မှာတရဝင်းသုံးဆွနေရဲဆိုတဲ့သတင်းကိုကွန်မင်းတော်အားတက်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဝူကောင်းမြို့နယ်အတွင်းမှာကျောင်းသားရွယ်လူငယ်တွေကအစမူးယစ်ဆေးဝါးတွေကိုအများပြည်သူရှိရာလမ်းဘေးတွေမှာပါတရဝင်းပုံစံဖြင့်ရောင်းဝယ်အသုံးပြုနေပြီးရဲနဲ့အုပ်ချုပ်ရေးဖွဲ့တွေကလည်းလင့်လူရှူထားကြတယ်လို့သိရပါတယ်။အထူးသဖြင့်မူးကောင်းမြို့နယ်မူးကောင်းမြို့ရွာသိပ်ရက်ကွက်တွင်ထဲမှာမူးယစ်ဆေးဝါးရောင်းချသူဝယ်ယူသုံးဆွဲသူများဖြင့်စီကားတိုက်မြိုက်နေပြီး တရဝင်းပင်ရောင်းဝယ်ရပြီးပြုလုပ်နေရလို့သိရပါတယ်။ဒီလိုမူရစီဝဝယ်ယူသုံးဆွဲရမှာအရွယ်ရောက်ပြီးသားလူတွေတောင်မကအထက်တန်းចောင်းသားအရွယ်လူငယ်တွေပါပါဝင်နေပြီးအများပြည်သူတွေရှိရာ လူမြင်ကွင်းလိုနေရာတွေမှာတောင်စီးသုံးတာတွေနဲ့စီးထိုးအပ်လက်မှထိုးရာတွေကိုပေါ်တင်ပြုလုပ်သုံးဆွဲတာတွေပြုလုပ်တာကြောင့်မျိုးအခြေအနေဆိုးဝါးနေရလို့မိုးကောင်းဒေသခံပြည်သူတအူးက BBM ကိုပြောပါတယ်။အခုမိုးကောင်းမြို့နယ်မိုးကောင်းမြို့ရွာတရက်ကွက်ထဲမှာ ငွေစီပါရောင်းဝယ်တွေ့တယ်ပေါ်တင်ရင်ရောင်းချနေတော့တုံးဖဲတွေလည်းများနေတယ်လူငယ်လူလက်ပိုင်းတွေပြီးတော့ထက်တန်းကျောင်းသားရွယ်တွေပါပါတယ်လူငယ်လူလက်ပိုင်းတွေကယာမောက်တုံးဖဲနေရတွေ့ရတယ်တချို့တွေလမ်းမှာလေတိုးအလက်မှထိုးပြီးလမ်းတွေပေါ်မှာတွေ့မြင်နေရတယ်ပေါ့ဖြစ်ထွားတွေကလည်းလမ်းမှာပြစ်ထားတာတွေလည်းတွေ့ရပါတယ်သခင်ပြောဒီလိုအလွယ်တကူပင်ငွေရစေးဝါကိုရောင်းဝယ်တုံးဆွဲလို့ရနေရကြောင်းပဲနောက်ဆက်တွဲအနေနဲ့မြို့တွင်ခိုးဆိုးလူရက်မှုများပေါ်များလာပြီး ဒေသခံပြည်သူတွေအနေနဲ့မလုံခြုံမှုတွေခံစားရတာတွေရှိတယ်လို့လည်း၎င်းမှအဆက်ပြောပါရစေ။အဲ့လိုရောင်းဝယ်တုံးထွေးမှုတွေများလာတော့မိုးပေါင်းမြို့တွေမှာတခိုးတွေများလာတယ်။အိမ်မှာဖုန်းတွေဝင်ခိုးတာ၊ဆိုင်တွေဝင်ခိုးတာတွေကမကပဲ။ညာဘက်တွေမှာဝင်ပြီးတော့မီတီတွေခိုးတာတွေပါဖြစ်လာနေတယ်။မိုးကောင်းမြို့ပေါ်မှာမိုးရစေးနဲ့ပတ်သက်ပြီးတရက်ဝင်ပုံစံဖြစ် ရောင်းဝယ်တုံးဆွဲနေတာတွေကိုမြို့ပေါ်ရှိအုတ်ချုပ်ရေးတာဝန်ယူထားတဲ့ရဲတပ်ဖွဲ့အနေနဲ့သိရှိပေမဲ့လည်းရောင်းဝယ်သူတွေထမ လိုင်းကြီးပုံစံလှဆင်ယူဆောင်ထားတာကြောင့်တစုံတရာဖမ်းဆီးအေးအေးယူမှုပြီးဆောင်ရွက်ပေးတာမရှိဘူးလဲသိရပါဗါဒ်အထူးသဖြင့်မိုးကောင်းမျိုးရဲ့မြို့မရေစကန်မှုသူရဲမှုဝင်းမင်းသိန်းဟာမူရစီဝါရောင်းချသူတွေထမလှဆင်ငွေ ကောက်ခံထားတာကြောင့်တစ်ခါတရံအထက်မှခိုင်းစီတဲ့အခါအဖမ်းပြတာလောက်သာလုပ်ပြီးပြန်လွတ်ပေးရပြုလုပ်လေးရှိတယ်လို့လဲသိရပါဗါဒ်မိုးကောင်းမျိုးရေစကန်မှုသူရဲမှုဝင်းမင်းသိန်းကလည်း တရောင်းတွေတွေလျာလိုင်းကြီးယူပြီးတော့လွတ်ပေးနေတာအဖြစ်မနေဖမ်းရတဲ့အချိန်ထိုးလဲတကယ်ပြန့်နေတဲ့ထိုင်နေတော့မဖမ်းပဲနဲ့တပြားနှစ်ပြားတော့လာဝဲတုံးဆွဲလူတွေကိုဖမ်းဖြေအေးအေးယူနေတာဒါကြောင့်ရောင်းချလူတွေကပေါ်ပေါ်တင်တင်ရောင်းနေရတော့တွေးနေရပါတယ်ဒါအပြင်မိုးကောင်းမျိုးအတွင်းမူရစေးအဓိကရောင်းဝယ်ဖောက်ကားနေသူမှာဒေါ်တော်အမည်ရသူဖြစ်ပြီးမြို့နယ်ရဲစခန်းမှုတမကပြည်နယ်ရဲစခန်းမှုထိပင်ပေါက်မြောက်သူဖြစ်တာမို့ဒေသခံပြည်သူတွေအနေနဲ့ဘသူကမှတိုင်ကြလို့မရဘူးလေအဆိုပါဒေသခံမှဆက်ပြောပါရစေ။ ဒီမှာမိုးရွှေကိုအဓိကပြန်လာတော့ဒေါ်နော်ဆိုတဲ့တယောက်သူပြန်လာတစ်မျိုးလုံးသိတယ်သူကတော့တိုင်ပေါ့သူ့အောက်မှာလည်းအများကြီးရှိသေးတယ်သူကပြည်နယ်ရဲမှုထိကိုပိုင်တယ်အဲ့တော့ဘလူးကိုတိုင်တိုင်မရဘူးတရားဝင်လို့လို့ရောင်းနေတာပဲအချင်းပြည်နယ်မိုးကောင်းမျိုးနယ်အတွင်းရခင်ကလေးကမိုးရွှေဝါသုံးဆဲသူလူငယ်အချို့ရှိခဲ့ဘူးပြင်မဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာဆကပုံမုံများပြားလာတာဖြစ်ပြီးအခုအချိန်မှာတော့တရားဝင်ပုံစံပင်ဖြစ်လာနေပြီဟုလည်းဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ် နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းကမမြို့နယ်မှာရှိတဲ့ရေနသာရဲစခန်းနဲ့တရဲမြို့နယ်မှာရှိတဲ့ကပ္ပစာစနစ်တို့ကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထဲမှနေတိုက်ဆုံပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့အမှတ်၈စစ်တေသပြည်သူ့ကာကွယ်ရေးတပ်မတော်တရဲခရိုင်အမှတ်၄တရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်က PPN ကိုပြောပါရယ်နိုဝင်ဘာလ6ရက်နေ့မနက်6:00နာရီခန့်မှာတရဲကမ္မလမ်းပိုင်း ရင်းနှတာချင်းရွာမှာဘိုးကြီးအစဉ်ဦးဆောင်ပြီးအင်အား30ခန်းရှိတဲ့ကြလန်စီရုပ်အထက်ထက်အုပ်ပံကားတွေနဲ့အခိုင်မာတက်ဆွဲထားတယ်ရင်းနှတာရဲစခန်းကိုပြည်သူကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရင်ကအပိသက်တိတ်ပိုက်နိုင်ရင်ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းဘန်းကား6ခုမှာ၄ခုကိုတိမ်းပိုက်နိုင်ခဲ့ပြီးတော့ကျန်တဲ့နှစ်ခုကိုဆက်လက်တိမ်းပိုက်နိုင်ခဲ့ဖို့ စ조사နေချိန်မှာမြေပြင်အခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်နှစ်နာရီခွဲခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းနဲ့တော်လင်းရေဘော2ဦးလည်းကြဆုံးခဲ့ရတယ်လို့သိရပါတယ်။ရှင်နာသာရဲစခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာနဲ့တပြိုင်နက်မှာမနက်6နာရီခန့်မှာစစ်ကောင်စီရဲ့အဓိကအရေးပါတဲ့ကာကွယ်ရေးပစ္စည်းစရုပ် ကပ္ပစစနစ်ကိုလည်း122မမရှော့တိုက်ဒရုန်း၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့ကပ္ပစစနစ်စက်ရုံအတွင်းထဲကိုကြာရောက်ပောက်ကွဲမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်စက်ရုံအတွင်းထဲလို့ကြာရောက်ပောက်ကွဲခဲ့ပြီးနောက်မှာတော့စစ်ကောင်စီဘက်ကကြောက်လန့်တကြမ်းနဲ့လက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်ခဲ့တာကြောင့်တရက်မြို့နယ်ညောင်မေကြီးရွာမှာရှိတဲ့ဒေသခံပြည်သူတအူးရဲ့နေအိမ်ပေါ်ကြာရောက်ပောက်ကွဲခဲ့တာကြောင့် ပုံထိမှန်ပြီးအမျိုးသမီးတအူးတန်ရာအပြင်းထန်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီဟာကဘာစာဆက်နှင်းနဲ့ကမ္ဘာမြို့မှာအင်အားတွေစုဖွဲ့ပြီးရင်းနှီးတာရေကင်းစခန်းမှာ ရှိတယ်။လက်ကျန်စေအုပ်စုကိုစစ်ကူပေးကန်ထုတ်ဖို့အတွက်ကုန်းလန်းရင်လန်းတွေကိုအသုံးပြုပြီးကမ္ဘာမြို့နယ်ပဇင်းနေကြီးရွာအုပ်ပုံကြီးရွာတွေတို့လက်နက်ကြီးတွေရန်တပ်ပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူနေအိမ်တွေထိမှန်မိလောင်မှုတွေရှိခဲ့တယ်လို့ အမျိုးသမီး၃ဦးထိမှန်ပြီးတဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်စစ်ကောင်စီဟာချက်ဖိုက်တာနဲ့လေကြောင်းမှရန်တပ်ပြစ်ခတ်ခဲ့တာကြောင့်ကမ္ဘာမျိုးနဲ့ဆုံကုန်းကြီးရွာနဲ့တင်ငုံတထောင်ကြီးရွာအနီးမှာကြားရောက်ပတ်ကွယ်မှုတွေရှိခဲ့ပြီးနောက်တရက်ကမ္ဘာလမ်းမိုက်မှာရှိတဲ့အရေးပါတဲ့တရားတစီပြည့်စည်ခဲ့ရတယ်လို့လည်းသိရပါဗျ။တရက်မျိုးနဲ့မှာရှိတဲ့ ကာဘာစာစနစ်ကရှော့တိုက်တုံးနဲ့တိုက်ခိုက်မှုတွေအပြီးမှာတော့ကာဘာစာစနစ်ကပြူခါမှုဟာအောင်လံဘက်ကိုထွက်ပြေးတိုက်ရှောင်သွားခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်မှာတော့စစ်ရေးအခြေအနေဆလန်တိမ်မလျက်ရှိတာကြောင့်ပြည်သူတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းကို ခရီးသွားလာမှုမျိုးတွေမပြုလုပ်တဲ့ကြောင်းကိုလည်းတရက်ခရိုင်တရင်လေးကအတိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချင်းအတွက် PTU အင်နာကျော်စင်းနဲ့လူမင်းတို့အပါအဝင်တခြားနာမည်ကြီးတရုတ်ဆောင်တွေကိုစစ်ကောင်စီကဖိအားပေးမှုတွေပြုလုပ်တဲ့အပြင်တရုတ်ဆောင်ဖွဲ့ဖွဲ့ကိုလည်းဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါရွေးကောက်ပွဲဝါဒဖြန့်ချိရေးဇလန်းတွေမှာတရုတ်ဆောင်အနေနဲ့ PTU အင်နာကျော်စင်းနဲ့ဝင်းမုံရွှေတို့ကပါဝင်ရိုက်ကူးပေးရသလိုလူမင်းကတော့တရုတ်ဆောင်အနေနဲ့မဟုတ်ပဲဒရိုက်တာအနေနဲ့လောက်ကင်ပေးမယ်လို့သိရပါတယ်။ လူမင်းကနှစ်နိုင်လောက်သာရိုက်ကူးပြီးနောက်ရိုက်ကွင်းမှထွက်သွားတာကြောင့်ဒရိုက်တာဝင်းလင်ထက်ဝိုင်းမီးဘွာအော်ရတာတို့မှဆက်လိုက်ရိုက်ကူးပေးခဲ့တယ်လို့လည်းအမှုပညာအတိုင်းဝိုင်းနဲ့နီးစပ်သူထမ်းမှသိရပါတယ်။ဒါအပြင်တခြားတစ်ဖက်မှာလည်းတရုတ်ဆောင်ဖွဲ့ဖွဲ့ကိုစစ်တပ်ဘက်ကအဆိုပါဝါဒဖြန့်ချီရေးမှာပါဝင်စီဖုံးခေါ်တာကိုမကင်ခဲ့တဲ့အတွက် ပြည်ဦးလွင်မှာရိုက်ကူးရေးတစ်ခုအတွင်းလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်းသိရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဖွဖွေကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးမင်းမြန်တာဖိအားပေးတာတွေညှိနှိုင်းမှုတွေလှုပ်ဆောင်ပြီးနောက်ပြန်လည်လှုပ်ပေးလိုက်ကြောင်းတရင်တွေထပေါ်နေပေမဲ့ PPN အနေနဲ့တော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မကြာသေးမီကလည်းစစ်ကောင်စီကထုတ်လွှင့်ခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွှေကောက်ပွဲဝါဒဖြဲရုပ်ရှင်ကိုဝေဖန်မှုတွေဝေဖန်တဲ့ poster တွေမှာအသက်ရည်ရဲ့ပေးလို့ဆိုတဲ့အမှုတွေနဲ့ရုပ်ရှင် director ၃ဦးနဲ့ တယောက်ဆောင်နှစ်ဦးကိုလည်းစစ်ကောင်စီကဖမ်းဆီးခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးတော့မှာပဲဖြစ်ပါလေ။အီတလီနိုင်ငံသား9ယောက်ဟာနီပေါ်နိုင်ငံရှေ့မြောက်ပိုင်းရှိဟိမွနာတောင်ထက်ကိုတက်ရန်စူးစမ်းရင်းပျောက်ဆုံးနေစေဖြစ်ကြောင်းအီတလီနိုင်ငံကပြောကြားခဲ့ပါလေ။အီတလီအဖွဲ့ဟာဒေါ်လာခါခိုင်မှာရှိတဲ့မီတာ6332ပေ2984အမြင့်ရှိတဲ့ ဒေါ်လာခန်တောင်ထည့်ရဲ့အခြေစိုက်စကမ်းမှာရှိနေခဲ့ကြအောင်အရာရှိတွေကပြောကြားခဲ့ပါတယ်။မြန်မာလက်၃ရက်တင်းလာနေကဒေါ်လာခန်အနီးမှာဖြစ်ပွားခဲ့တဲ့စီးနင်းပြိုကျမှုတို့ကြောင့်အီတလီတောင်တက်သမား၃ယောက်တည်ဆုံးခဲ့ကြောင်းလည်းအတည်ပြုပြောကြားခဲ့ပါတယ်။အင်းဒီချင်းအိန္ဒိယနိုင်ငံကအကြီးတန်းအီတလီတန်တမန်တူကဒီဘောအာနာပိုင်တွေ ရှာဖွေရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကတ်မန်ဒူကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်တွင်ဒီဘောနိုင်ငံကနှင်းတုပြိုကျမှုနဲ့ ပြင်းထန်တဲ့မုန်တိုင်းတွေကြောင့်တောင်တက်သမားတွေနဲ့ဒေသခံလမ်းပြများစွာတိုက်ဆုံတံရရရှိခဲ့ပါတယ်။ဒေသဆိုင်ရာအနာပိုင်တွေကအီတလီတောင်တက်သမား၃ယောက်တိုက်ဆုံမှုကိုအတည်ပြုပြောကြားခဲ့တယ်လို့ရောမနိုင်ငံသားရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်ဗိုလ်တော်ဦးနေ့မှာကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်ရစ်ချက်ပါ။နိုဝင်ဘာလ9ရက်နေ့ PPN ရဲ့ပြည်တွင်ပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင်။ကျမသူစားပါ။